မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညာမီမိသားစုကနေပြီးတော့ယနေ့တာကံမြင့်ရရာများတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ဒီနေ့စနေရက်3လ2025ဗုဒ္ဓနေ့ဖြစ်ပါတယ်ဒါကြောင့်စနေရက်3လ 2025ဗုဒ္ဓဦးနေ့ရဲ့တနေ့တာကံမြင့်ရေရာများကိုတင်ပြပေးလိုက်ပါရစေဗျာဒီချိန်အိုးရင်လောက်ကဲတော့ဝါဒတာပဲပြုအလောက်ကစင်ပြေလာဆိုပြီးပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့အောင်မြင်ကြတဲ့ကာလမျိုးဖြစ်ပြီးငွေနောက်လိုက်နေတာဖြစ်တဲ့အတွက်အလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေနည်းနည်းအားနည်းသလိုဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အလောက်ကနဲ့ပတ်သက်တဲ့ကိစ္စအိမ်နဲ့ပတ်သက်တဲ့ကိစ္စမိသားစုနဲ့ပတ်သက်တဲ့ကိစ္စအလူဌာနနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေလိုအပ်နေတဲ့ခွန်ရသားသမီးအလုံးတို့ဒီရာဟုတောင်းအောင်နောက်မြောက်တောင်းလက် မိမိရဲ့ခေါင်းကိုဘီးလေးနဲ့ဖီးပြီးမှထူတောင်းသွားမယ်။ဘီးလေးကိုကိုင်းဘီးလေးနဲ့သပင်လေးကိုအတိတ်ကြဖီးဖီးပြီးမှထူတောင်းသွားမှာ။အသင်ဘီးလေးရဲ့ကျွန်တော်ညီမအလုပ်ကမကောင်းဘူးဗျာ။အလုပ်ကကောင်းပါသေး။ကျွန်တော်ညီမရှိတဲ့လူပြားအလုပ်ခေါ်တာလေးတွေရှောက်ထားတယ်။အလုပ်ခေါ်တာလေးတွေအဆင်ပြေပါသေး။မိမအိမ်ဆောက်ချင်တဲ့အဲ့အိမ်ဆောက်တဲ့ကိစ္စလေးအများဆုံးအောင်မြင်ပါသေး။ဒါလေးကနိုင်ငံခြားပေါ်မှာသွားမဲ့နိုင်ငံခြားကြီးအောင်မြင်ပါသေး။နော်။အချွေးမလေးကအလူလုပ်ချင်တယ်ဗျာ။အလူလေးတွေနဲ့ပတ်သက်တဲ့အဆင်ပြေပါသေးကြောင်းခေါင်းလေးကို ရာဦးတော်အနောက်မြောက်တော်ဖီးဖီးဖီးမှာဆူတောင်းမယ်ဆိုလို့ရှိရင်တော့နော်ဘီလေးကိုကိုင်းပြီးမှဖီးပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုးနေတဲ့အိုးရင်လောက်ကမ်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာမနီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်းမြေကြော်ကြတဲ့ကာလမျိုးဖြစ်ပါတယ်လက်ထက်မှာဖြစ်နိုင်လို့ရှိရင်လက်ထက်မှာပတ်သက်တဲ့အထိမှားနဲ့အိတ်ထဲထဲတာအဲဒီပတ်သက်တဲ့ပတ်သက်တဲ့အထွက်နေပြီလက်ထက်မှာပတ်သက်အိတ်ကိုလက်နဲ့ကိုင်းထားရင်တော့ပတ်သက်ထွက်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာ ငွေကြီးနဲ့ပတ်သက်မှအဝင်မြန်းတယ်လို့အထွက်လေးမြန်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့ခေါင်းသားသမီးအားလုံးတို့ဒီတနင်္လာအရှိရာကိုလက်ပြီးလေးကိုခေါင်းလေးကိုဖီးဖီးပြီးမှဆူတော့အရင်ပြီးလေးရေကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးဗျာကျွန်တော်လူချင်းနဲ့ပတ်သက်ဘလောက်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်မှအဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပိတ်ဆို့နေတယ်ပိတ်ဆို့နေတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စပြရန်ရရန်ဇာများကျွန်တော်လူချင်းသောကိစ္စများအဆင်ပြေအောင်အရင်ပြီးလေးကကူညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်း တင်းနှင်းလာအရှိအရာကိုလက်ခေါင်းလေးကိုဖီးဖီးပြီးမှစူတောင်းမသိရင်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးမွေးလန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဘီးလေးကိုဖီးပြီးမှရာဦးတော်အောင်မြောက်တော်လက်ပြီးတော့ဖီးပြီးတော့စူတောင်းမယ်ဆိုရင်အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအချင်းပြေးပြီးတော့တင်းနှင်းလာအရှိအရာကိုလက်ပြီးခေါင်းကိုဘီးလေးနဲ့ဖီးမယ်ဆိုရင်တော့ ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအပေါ်လမ်းမြဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပြလိုက်ပါရစေဗျာဒီချိန်မှာစိတ်တည်နေပတ်သက်တဲ့ကိစ္စတသုံးတယောက်တော့သူမပြောချင်းမူကြိတ်ကြံတတ်တယ်ကြိတ်လုတ်တတ်တယ်ကိုယ့်ရဲ့အခက်အခဲကိုတသုံးတယောက်တော့လူမပြောနဲ့မျိုးသိမ့်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်စိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာကူရမဲ့ဖြစ်နေပြီးတော့စိတ်တက်ကြနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်စိတ်တက်ကြနေတဲ့လူအလုံးတို့ဒီမိမိခေါင်းသဘင်သဘင်လေးကိုလက်ကလေးနဲ့နောက်ကိုတတ်တတ်ချ ို့မှရှိတဲ့စိတ်ကြကြဆင်းမှုများအများဆုံးနောက်ကိုနောက်ပြန်ကြပါသည်။အာကို စိတ်ကြနေတဲ့ကိစ္စလေးတွေအများဆုံးနောက်ကိုရောက်ပါသည်ဆိုတဲ့အကြောင်းလေးလေးသာသာသုတောင်းမိရရက်မျက်နှာနဲ့မဆိုင်ဘူး။တကယ်လို့များအဆင်ပြေမယ်ဆိုရင်တော့ကြာတာပရိအနောက်ရကူလက်ခေါင်းအသပင်လေးကိုခမရအိမ်မှာတတ်တတ်ချပြီးအလှပြင်တယ်လို့တတ်တတ်ချပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးအဆင်ပြေမယ်ဖြစ်ပါတယ်။ဒါကြောင့်ခုနှစ်ရသားသမီးနဲ့အမျိုးဘာသာသာသနာနဲ့မဆိုင်တဲ့ခုနှစ်ရသားသမီးအလုံးတို့စီ ကြာသာပတိအနောက်ရာကိုလည်းစိတ်တကြနေတော့မိမိရဲ့စိတ်ထဲမှာတခုခုလိုချင်တန်းတားတဲ့ကိစ္စမှန်သမျှအနောက်ရာကိုလည်းသပင်လေးကိုနောက်ကိုလှမ်းပြီးတော့လက်ကလေးနဲ့တတ်တတ်ချပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနေနေနဲ့သက်သက်တည်းလူယောက်ကြလူယောက်ကြတွေကိုရကုတီတာကိုနေရာကိုမနေဘူးကိုလုပ်ငန်းကိုမနေဘူးကိုအိမ်မှာမနေဘူးအပြင်လရလရနဲ့သွားနေလူယောက်ကြတွေဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာလူယောက်ကြတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်မပြေတဲ့ပုံကိုအပေါင်းအလုံးတို့ဒီဟာလာတင်းတင်းလာအရှိရကုလည်းမိမိရဲ့ခြေသလုံးနော်ခြေသလုံးလေးခြေသလုံးကိုလက်ကလေးနဲ့ဖြည့်ပြီးမှသူတောင်းအနစ်ခံတယ်လို့ပေါ့ဗျာကို့ခြေသလုံးလေးတွေကိုလက်ကလေးနဲ့ရှောက်ဖြည့် ဖြည့်ပြီးမှဆူတောင်းအတင်းခြေစလုံးလေးရယ်နော်အာကျွန်တော်လေးလူရောက်အိမ်မှာရှိတဲ့လူရောက်ကြလုံးမလို့ဘူးလှုပ်လို့မှဖြစ်မှာအိမ်မှာရှိတဲ့လူရောက်ကြရက်တောက်နေတဲ့တောက်ရက်တောက်တဲ့ကိစ္စညင်းမှဖြစ်မှာ အိမ်မှာရှိတဲ့လူယောက်ျားကတော့အိမ်မှာမကပ်ဘူးအပြင်ထွက်နေတယ်။အလူယောက်ျားတွေနဲ့ပတ်သက်တဲ့အပြင်ထွက်ရင်ပြဿနာဖြစ်မှာကြောက်တယ်။ဒါကြောင့်လူယောက်ျားတွေနဲ့ပိတ်ဆို့နေတဲ့ကိစ္စတွေအပြင်ထွက်တဲ့ကိစ္စတွေရနာပြီးတော့ကိုယ်ရင်ကိုယ်ရာကိုယ်မိသားစုကိုယ်လုံးကမှပြောဖို့ချင်းချင်းနဲ့အစဉ်ပြေလေးဖြစ်ချင်းနဲ့ဒါကြောင့်အတင်းခြေစလုံးလေးရကိုကြီးစောက်ချောက်တော်မူပါဆိုခြေစလုံးလေးတွေကိုအနှိတ်ခံတယ်လို့ရှောက်ပြီးတော့နှိတ် ကိုယ့်ခြေတလုံးလေးကိုကိုနှိပ်တဲ့အခါမှာကျေနပ်သွားပြီဆိုရင်တော့ခင်ဗျားတို့ပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုယ်နဲ့နီးနေသက်တဲ့မင်းအုပ်ချုပ်တဲ့မင်းဒီအချိန်မှာဘေးအကြီးနေတော့အဆင်ပြေသလိုပဲဖြူအဆင်ပြေသလိုပဲငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲမှုအိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့ကိုရင်ကိုရကိုမိသားစုကိုလုံးကမှမနေရဲမနဲ့ကိုရင်ကိုရမဟုတ်တဲ့တခြားရတ်မှာပုံဆောင်နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်လူတွေအဲမင်းနေရဒီအချိန်မှာနေရတဲ့နေရာမှာတရေတီတလန်းလား အကြောင်းရင်းနဲ့နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။မင်းနေဓာတ်ပြက်နေတာပဲရွှေကောင်းပြောင်ပြောင်ဝင်းအောင်မင်းဆိုပြီးတော့ဆရာကြီးပဲတကယ်တမ်းကျသူကြောက်နေတာမျိုးဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ငွေကြီးနဲ့အောင်မြင်တာတစ်ပိုင်းကြဆုံးတာတစ်ပိုင်းငွေကြီးနဲ့လောဘဒေါသမောဟတွေများပြီးတော့ငွေကြီးနဲ့နိမ့်နဲ့ဆက်သက်တဲ့ကိစ္စမနဲ့မြမြည်စုမစုပြဿနာရှာတဲ့ငွေကြီးနဲ့ပတ်သက်တဲ့လက်စားတဲ့ပြဿနာရှာတဲ့အာရမတောင်းခံတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေတော့ အတင်းငွေနေတာအရှိမြောက်တောင်းလက်ဖျောက်နိုင်မီလေးကိုထွန်းပြီးမှဆူတောင်းအတင်းဖျောက်နိုင်မီလေးရဲ့ကျွန်တော်တို့မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးများအပြောင်းချွေရာတူတူနဲ့ပတ်သက်လေလို့မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်နော်မိယာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ဗျာမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဒီကိစ္စဒီကိစ္စတွေစောင်းရမှာဖြစ်တဲ့အတွက်အတင်းဖျောက်နိုင်မီလေးကကျွန်တော်တို့မှာမင်းနဲ့ပိတ်စင်တဲ့ကိစ္စပညာရေးနဲ့ပိတ်စင်တဲ့ကိစ္စအပြောင်းချွေနဲ့ပတ်သက်တဲ့ကိစ္စ နေရာတွေနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတဲ့ကိစ္စလေးတွေအများဆုံးပွင့်လန်းအောင်ကူညီဆောင်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနင်္ဂနွေနေ့ထောက်အရှိအမြောက်တောင်လည်းဖျောက်နိုင်မီလီကိုထွန်းပြီးတော့ဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတော့မင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာခုနှစ်သားသမီးအားလုံးတို့ကြီးအမျိုးဘာသာတာသနာနဲ့မဆိုင်ခြင်းနဲ့ မင်းနဲ့ပတ်သက်တဲ့မြေယာနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမိသည့်ကိစ္စမျိုးတနေ့ငွေညီတောင်းအရှိမရောက်တောင်းလှည့်ပြီးမှဖြောင်းနေမိလေးကိုထုံးပြီးမှနေမုံညမုံကြိုက်တဲ့အချင်းလေးမှာထုံးပြီးစူတောင်းမယ်စူတောင်းပြီးမိလေးမုတ်လိုက်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးမြေယာနဲ့ပတ်သက်တဲ့နောပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားသွားခြင်းလို့သွားခွင့်ပြောခြင်းလို့သွားလို့မရဘူးဗျ ဒီချိန်မှာသွားမယ်ဆိုရင်သွားလို့အဆင်ပြေပါမလားငွေကြီးကုန်ကြမှုပြပါမလားလမ်းများပြဿနာတက်မလားဆိုဒလိတိတလန်းလန်းနေရတဲ့ကာလနော်ဒီလိုပဲစိတ်ထဲမှာပြောပြောချင်းလမ်းလမ်းမစီပြောသည်များဆိုသည်များအဆင်ပြေပါမလားဆိုပြီးတော့ကြောက်နေရတဲ့ကာလမျိုးဖြစ်ပါစိတ်ထဲမှာပိတ်နေတာဖြစ်ပါတယ်ဒါကြောင့်ပိတ်ဆိုနေတဲ့လူယောက်ျားအလုံးတို့ဒီမျက်နှာတက်တဲ့အခါမှာတောင်ရက်ကိုလှပြီးမျက်နှာလေးတွေတက်ပိတ်နေတဲ့ကိစ္စလေးပြွင့်အောင်မျက်နှာလေးကိုတက်ပြီးမှထူတော့မယ်အချိန်ကာလနဲ့မဆိုင်ဘူး တခုခုပိတ်တယ်လူယောက်ျားတွေနဲ့ပိတ်တယ်ခီးစကားနဲ့ပတ်တယ်လို့ပိတ်တယ်ပြောင်းချွေနဲ့ပတ်တယ်လို့ပိတ်နေရင်တော့ဗုဒ္ဓတောင်ရကိုလှက်ပြီးမျက်နှာလေးတက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့ခီးစကားနဲ့ပတ်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနေနေနဲ့တတ်တဲ့အစုအဖွဲ့နေသက်တွေအားကောင်းပြီးတော့ပြီးနေသေးအားကောင်းနေ တိုင်းနေအာမကောင်းမှုလူမျိုးကြတဲ့အာကောင်းတဲ့ကိုယ်နိုင်ငံအာမကောင်းမှုသူများနိုင်ငံတွေအာကောင်းပြီးတော့အမျိုးရိုးရပြက်ပြီးတော့ရိုးရဖို့မှဒုရာကြုံမှဖြစ်ပါလေဗျာတိုင်းမှာရှိတဲ့ပုံကူများပြီးနေမှာရှိတဲ့ပုံကူတာမြန်မာပြည်မှာရှိတဲ့ပုံကူအပေါင်းစုစုတို့ဒီဒီအချိန်မှာကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့ပြီးတော့ဘာလို့လို့လို့ကကိုယ့်ရင်ကိုယ်ရနေရမလားထွက်ပြေးရမလားအကိုယ့်ရင်ကိုယ်ရနေပြန်တော့ဘယ်ချင်းဘုံကျဲမလို့အဘယ်ချင်းလာပြီးတော့ပြည့်မလို့ဘယ်ချင်းလာပြီးဖမ်းမလို့ဘယ်ချင်းလာပြီးပြဿနာတက်မလို့လူတိုင်းလူတိုင်းဟာတိတ်တိတ်တလန်းလန်းနဲ့နေပြီးတော့ ရိုးရာတွေပြည့်နေတာဖြစ်ပါတယ်ဗျာရိုးရာဖော်မတို့ရာကြောမှာဖြစ်ပါတယ်ဗျာဒါကြောင့်ရိုးရာဖော်ခြင်းတဲ့ပုံကူပြလက်ဖက်သားလေးနည်းနည်းယူကြာသာပြည့်နောက်ရကိုလှည့်ပြီးလက်ဖက်သားလေးနည်းနည်းလေးကိုကိုင်းပြီးတော့ဆူဆောင်းအသေးလက်ဖက်ကလေးရဲ့အမျိုးပါသာတန်တန်တိုင်းပတိုင်းလက်ဖက်ကလေးရဲ့ကျွန်တော်လေးအာယောပါပြဿနာကြီးဖြစ်မှာကြောက်တယ်အဆိုးရနဲ့ပြဿနာဖြစ်မှာကြောက်တယ်အမှုခင်းဖြစ်မှာကြောက်တယ်အဖမ်းသီးဖြစ်မှာကြောက်တယ်ကြောက်တယ်ဗျာဒါကြောင့်ရိုးရာတွေဖောနေပါတယ်ရိုးရာဖောလို့ဒိုးရကြောပြီးအမှုခင်းပြဿနာများဝေးပါသေးပိတ်ဆုံနေတဲ့ငွေချင်းများဆူးလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပါသေးကြောင်း လေးလေးစားစားကြာသာပရိအနောက်ရက်ကိုလှည့်ပြီးအမျိုးဘာသာသာသနာနဲ့မဆိုင်ဘူးတပည့်ကလေးနည်းနည်းလောက်ယူပြီးတပည့်သားလေးကိုကိုင်းကြာသာပရိအနောက်ရက်ကိုလှည့်ပြီးမှဆူတောင်းခြင်းအပြင်ရိုးရာနဲ့ပတ်သက်တဲ့ကိစ္စရိုးရာဖော်လို့ဒိုးရာကြော်ပြီးအမှုပြင်ကပ္ပတနာများဝေယူကပြီးငွေကြီးများအောင်မြင်ကြောကြားမှဖြစ်ပါလေဗျာဒါကြောင့်ခွန်တဲ့သားသမီးကအားလုံးတို့ဒီဟာလာဟာလာအမှုခင်းပြတနာကြီးကြောက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့အဆုလိုက်ပြုံးလိုက်လုံလိုက်ခဲလိုက်ဝင်းရပုတ်ကအားလုံးဟာ ကြာသပတိနောက်ရကူလည်းလက်ဖက်သားလေးကိုကိုင်းပြီးမှဆူတောင်းခြင်းအဖြစ်သင်တို့မှပိတ်ဆို့နေတော့ပြဿနာများကွင်းဝေးပြီးတော့ငွေကြေးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်လာပြီဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ရှင်ညာမီမီဒီယာကြီးရဲ့တနိဒာကံမြင့်ရေရာများတော့ပုံမပြည့်ဆုံးလို့နေအောင်ကျင်းပြနေတာဖြစ်ပါတယ်ကျွန်တော်တို့တက်မှတ်ထားတဲ့နေ့အဲဒီရက်တည့်ရက်စောပြီးမှတညနေစောစောပြီးမှတင်ပြနေတာဖြစ်ပါတယ်ကျွန်တော်တို့မနေ့ပိုင်းလွှင့်မယ်ဆိုရင်နှစ်နာရီလောက်ရက်ကြီးလောရတယ်တွားလာတဲ့လောကကိုင်းတဲ့ကိစ္စမှာအခက်အခဲမျိုးစုံကြုံနေပြီ အခက်အခဲမျိုးစုံကြုံမှာလည်းအဲ့ချိန်မှာမင်းမလိုက်ရိုက်မြပါဘူး။အဲအဒီလိုပဲဖြစ်သလိုရိုက်ကူးပြီးတဲ့အခါမှာကျွန်တော်တို့တက်ဆိုင်ရဖုန်းနေရတဆင့်တဆင့်ကွန်ပျူတာတွေထက်ကွန်ပျူတာမှာတဆင့်ကျွန်တော်တို့ဖုန်းနဲ့ပြန်ထည့်ပြီးမှနော်ကျွန်တော်ထိုင်းနိုင်ငံကိုလှမ်းပြီးပို့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံကထုတ်လုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာကျွန်တော်တို့ပတ်သက်တဲ့မိတ်ဆွေတွေကတင်ပြတွေပို့ညာပိုင်းဆင်းရင်မနေ့ပိုင်းမှာအိတ်နေတယ်။အိတ်နေတဲ့အတွက်သူတို့အိယာနုံအောင်စောင့်ရတယ်။ဒါကြောင့်နောက်ကြတာဖြစ်ပါတယ်။အဲ့ဒီလိုပဲနေတိုင်းနေစင်းတဲ့ကမှာစောသီးထွက်သွားတာကျွန်တော်တို့ကနောက်ကြပြီးမှပို့တာဖြစ်တဲ့အတွက် ူတို့ပို့တင်နိုင်တဲ့အချိန်မှာတင်တာဖြစ်တဲ့တည်းကျွန်တော်နောက်ကျနေတာဖြစ်ပါတဲ့ဖြစ်တယ်တည်းကြီးစုတဲ့ပိကြနော်ပုံကူရဲ့အလွန်လုံးအစဉ်ပြောင်ညမှာအေးသေးကြီးမယ်မနေ့ကြီးမှာအေးသေးရေရာတွေပြုတ်လွယ်နေအောင်တညနေတညနေစောပြီးတော့ထုတ်လွှင့်နေတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရှင်ညာမိမိသားစုရဲ့ဒီနေ့စနေရနှစ်လ2025ဘုဒ္ဓနေ့ရဲ့တနေ့တာကံကောင်းတဲ့ကဏ္ဍနေရာ၄ဖြစ်ပါတယ်ဗျာပါကဏ္ဍလေးဆိုလေးလူမအောင်ပါလေးဒီဟိုနောက်ရကုတ်လက် လေးနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကန်ဆမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီရန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်တကယ်လို့အောင်မလီထီနဲ့ပတ်သက်တဲ့အနောက်ရာကိုလက်ရေးလေးတောက်ပြီးမှလေးနဲ့ပတ်သက်တဲ့ကဏ္ဍလေးမှာ၄၃ညတို့၄၅တို့၄၃ဆိုတဲ့ကဏ္ဍလေးတွေကန်ဆမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီရန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်အမျိုးဘာသာသာသနာမဆိုင်ခုနှစ်သားသမီးအလုံးတို့ဒီထီကန်လေးတွေစမယ်ဆိုရင်တော့၄၃ညတို့၄၃တို့၄၅ဆိုတဲ့ထီကန်လေးတွေကိုအောင်မလေးထီလေးကိုနောက်ရက်ကိုလည်းရေးလေးတောက်ပြီးမ ကန်နေစမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွင့်လန်းမပေါ်မှာဖြစ်ပါတယ်ဗျာယနေ့စနေရက်2လအစနေရက်3လ2025ပုံတူးနေ့တနေ့တာကန်ကြမာတွေမှာအကောင်းဆုံးရေတွေရတော့အာကြာတာပဲဟောရောင်းလို့ဟောတင်းင်းလာအရှိအရာကိုလှည့်ပြီးမှမိမိရဲ့ဖုံးလေးကိုကိုင်းကိုင်းပြီးမှဆူတောင်းမယ်ဆိုမှတင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများပိတ်ဆို့နေတဲ့ငွေကြေးများပိတ်ဆို့နေတဲ့အိုးဝင်လောက်ကိုင်းများပိတ်ဆို့နေတဲ့ကြာစင်းသောပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် တကယ်လို့အကြောင်းတစ်ခုနဲ့ပတ်သက်ရရေတခုခုမှကံမြင့်ရရတွေမလုံနိုင်ဘူးဆိုရင်တနေ့လာအရှိအရာကိုလှည့်ဖုံးလေးကိုကိုင်းပြီးတော့မိမိတို့မှာဖြစ်ပေါ်နေတဲ့မိမိအလိုဆန္ဒရှိသည်များအရှိအရာကိုလှည့်အသင်ဖုံးလေးရဲ့ဆိုပြီးတော့သူတောင်းကြီးအဖြစ်တင်းတို့မှာပိတ်ဆို့နေသောကံများအမြန်ဆုံးပွင့်စမ်းပါစေကြောင်းရှင်ညာမိမိသားသူကိုစားတဲ့ရကတဏိတာကံမြင့်ရရများကိုတင်ပြပေးလိုက်ပါတယ်ဗျာ ဒါကြောင့်ကြီးစုကြတဲ့ပြည်သားအားလုံးတို့သည်ရင်းနှီးပါစ၍အိုးဝင်လုံခိုင်းမှပွန်းလန်းပြီးတော့ငွေကြေးများထူလိုက်ပြုံးလိုက်လုံးလက်ခဲရဝင်ရောက်ပြီးစိတ်ချမ်းသာပြုချင်သားနဲ့လူနိုင်တန်းနံပြီးယူရဖော်လို့ဒုအကျော်ပြီးအမှုကင်းပြဿနာများဝေးကွာပြီးတော့သာသနာပြုနိုင်တဲ့အသားကောင်းသမီးကောင်းမိသားစုကောင်းများဖြစ်ကြပါစေကြောင်းပြညာမီမိသားစုကိုစားဆရာကြီးမြတ်ပါပြီမလေးလေးစားစားဆုတောင်းမြတ်တာပို့လိုက်ပါရဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်ပါပြီပါဗျာ